ဒါကြောင့်မလို့ကျွန်တော်အနေနဲ့တော့ဒီဟိုကျွန်တော်တို့ကြောင်းပေါ့နော်ကျွန်တော်တို့နဲ့ကျွန်တော်တို့ပြည့်ရဲ့ကြောင်းတွေကိုပိတ်ပိတ်ဖို့ဆိုတော့ဟိုကိစ္စမျိုးကတော့ကျွန်တော်တို့ထင်တယ်မဖြစ်နိုင်ဘူးလို့ထင်တယ်ကျွန်တော်အနေနဲ့လည်းအသက်နိုင်ဆုံးဖိုင်းဆိုးကဌာနဆိုင်ရာတွေနဲ့စနစ်တကျဟိုပူးပေါင်းဆောင်ရွက်နေတယ်သူတို့ရဲ့အကြံဉာဏ်တွေလည်းယူပြီးတော့ကျွန်တော်တို့ကဆောင်ရွက်နေတာဖြစ်ပါတယ် ဟုတ်ကဲ့ဒီမနေ့ပေါ့နော်ကျွန်တော်တို့ဒီပညာရေးနဲ့ပြပြတူတူ foundation ပေါ့ FED ကနေပြီးတော့ကျွန်တော်ဖွင့်ထားတဲ့ဟိုရွှေပြောင်းကလေးတွေရဲ့ကျွန်တော်တင်ကြားရေး center ပေါ့ကျွန်တော်တို့ခေါ်တဲ့ FED USC ပေါ့ဒီဒီဖန်ငါခရိုင်အဲကျွန်တော်တကောပါမြို့နယ်ထဲမှာရှိတဲ့အကြောင်းကိုဟိုကျွန်တော်တို့ဒီဌာနဆိုင်ရာပေါ့သူတို့ဒီစုပေါင်းအဖွဲ့လို့ပြောလို့ရတာပေါ့အဲဒီအဖွဲ့ကနေပြီးတော့ဟိုဝင်ကြည့်တယ်ဝင်စစ်တယ်ဆိုတာလည်းဝင်လေ့လာတာပေါ့ဗျာဝင်လေ့လာပြီးတော့ကျွန်တော်တို့အနေနဲ့ဘယ်လိုမျိုးပုံစံမျိုးတွေဆောင်ရွက်နေတယ်ဆိုတဲ့အကြောင်း တော့ကျွန်တော်တို့ရဲ့ကျောင်းကိုဘယ်ချိန်ကနေစတည်ထောင်ခဲ့တဲ့အကြောင်းတော့ကျွန်တော်တို့ foundation ဘယ်လိုတရားဝင်မှုရှိတယ်မရှိဘူးအဲ့ကိစ္စတွေပေါ့တော့ကျွန်တော်တို့ရဲ့ဟိုကျောင်းရဲ့ဟိုဟာပေါ့နော်ဒီအင်္ဂါရက်နဲ့ညီရက်လားကျွန်တော်တို့ရဲ့စာသင်ခန်းတွေရဲ့အကျယ်ဝန်းကျွန်တော်တို့ဆရာဆရာမတွေရဲ့ကျွန်တော်တို့အရေးချင်းနဲ့တို့မှလက်မှတ်ကန်ဆောင်မှုနောက်ကျွန်တော်တို့ကလေးတွေကစားခွင့်ကလေးတွေရဲ့ကျွန်တော်တို့ဒီအင်္ဂါအလုံးကြီးကျောင်းသားဥယျာဉ်နဲ့ဒါအဲ့ဒါတွေကိုကျွန်တော်တို့ ဟိုလတ်စစ်တာလို့ကျွန်တော်တို့နားလဲပါတယ်ဒါနောက်တစ်ခုကလည်းသူတို့ကလည်းလတ်စစ်တယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့ဟိုထိုင်းဆိုးရကနေပြီးတော့ကျွန်တော်တို့ဟိုတတ်မှတ်ထားတဲ့ဟိုစံကြိမ်စံညွန်းတဲ့အညီသူတို့အကြံပေးတာတွေကျွန်တော်တို့ရှိတယ်ကျွန်တော်တို့ဆောင်ရွက်ရမယ့်ဟိုကိစ္စတွေကိုကျွန်တော်တို့သူတို့အနေနဲ့ဟိုပုတ်ပုတ်လင်းလင်းအကြံပေးသွားတာရှိတယ်ဒါကျွန်တော်အနေနဲ့တော့တော်တော်လေးတော့သူတို့လူမျိုးလာရောက်စစ်ဆေးတာတော့ကျွန်တော်တို့အနေနဲ့တော့ဟိုဝမ်းတာတယ်နောက်တစ်ခုကသူတို့အနေနဲ့ကလည်း ဟိုကလေးတွေပညာရေးကျောင်းတွေပေါ့ရွှေပြောင်းကလေးပညာရေးကျောင်းတွေကိုဟိုထိုင်းနိုင်ငံထဲမှာစနစ်တကျဟိုရှိရှိစီရင်တဲ့စေတနာလေးပါတဲ့ပုံစံမျိုးတွေပေါ့ဗျာအကြံပေးတာမျိုးတွေဆိုတော့ဆိုတော့ဟိုလက်စစ်တာတိုင်တာမတိုင်တာတော့ကျွန်တော်တို့အနေနဲ့တော့ဟိုတည်တည်ချင်ချင်တော့မသိပါဘူးဒါသူတို့ဟိုလိုအပ်တဲ့ကျွန်တော်တို့ရဲ့စာရဆရာနေကျွန်တော်တို့အခြေအနေတော့လာရောက်ဟိုလေ့လာသွားတယ်အကြံပြုသွားတာမျိုးလို့တော့ကျွန်တော်တို့ပြောလို့ရပါတယ် ဟိုကျွန်တော်တို့ကပုပုလင်းလင်းပြောတယ်ကျွန်တော်တို့ဒီကြောင်းနေရာကျွန်တော်တို့ကငကူတွေကတခြားရွှေကြောင်းပညာရေးလုပ်နေတဲ့လူပုတ်ကိုအဖွဲ့စည်းကြောင်းနေတဲ့အဓိကဟို qua qua charge ပေါ့နောက်တစ်ခုကျွန်တော်တို့ရဲ့အာတာချက်လို့ပြောလို့ရတာကကျွန်တော်တို့ဒီထိုင်းနိုင်ငံမှာပထမဦးဆုံးအနေနဲ့ဒီတရားဝင်မှတ်ပုံတင်ထားတဲ့အဖွဲ့အစည်းဖြစ်တယ်နောက်တစ်ခုကဒီကျောင်းနေရာလဲ foundation အောက်ကနေပြီးတော့ဟိုကျွန်တော်တို့ကဒီ ရှေ့ပြောင်းပညာရေးစင်တာဆိုပြီးတော့ကျွန်တော်ဖွင့်ထားတယ်နောက်တစ်ခုကလည်းဟိုကျွန်တော်တို့ရဲ့ရွေချက်ကတော့အခြေခံအဖြစ်ကတော့ရှင်းပါတယ်ကျွန်တော်တို့ကထိုင်းကျောင်းကိုမသွားခင်မှာကျွန်တော်တို့မြန်မာရှေ့ပြောင်းကလေးငယ်တွေထိုင်းကျောင်းကိုသွားလို့ရှိရင်တို့ထိုင်းဘာသာစကားရဲ့ထိုင်းဆိုတာကတမတ်ပြတ်ထန်းထားတယ်ကျွန်တော်တို့ဒီရင်ကျင်းမှုဒလိထုံတန်းစင်လာတွေနောက်တစ်ခုကထိုင်းဆက်ဆံမတွေကိုဘယ်လိုမျိုးအယူတည်ပြုရမလဲထိုင်းမိသားစုထိုင်းပြည်ပြည်သားစုတွေကိုဘယ်လိုမျိုးကျွန်တော်တို့က ဟိုယူဒီခေါရပြုရမယ်အဆိုတဲ့အခြေခံပုံစံတွေရစကျွန်တော်တို့ကသင်ပေးတယ်သင်ပေးပြီးတော့မှကျွန်တော်တို့ကထိုင်းချောင်းတွေကိုကျွန်တော်ပို့တာဖြစ်တယ်ဒါတွေလည်းကျွန်တော်တို့ရှင်းပြထားတယ်ကျွန်တော်တို့ထိုင်းချောင်းကိုပို့တာပဲကျွန်တော်တို့ကလေးတွေဟာနှစ်20ပတ်ချာလေးလောက်ဟိုရှိသွားပြီနောက်တစ်ခုကတော့ကျွန်တော်တို့ကလည်းဖွင့်လင်းမေးပါတယ်ဟိုဒီကိစ္စကျွန်တော်တို့ဘယ်လိုမျိုးခက်ခဲပြဿနာရှိနိုင်လဲဆိုတော့ကျွန်တော်တို့ကတော့ဒီចောင်းပိတ်တဲ့ပြုတဲ့ဟာတော့ကျွန်တော်တို့နေနေရတော့ဟိုမဖြစ်နိုင်ဘူး ကျွန်တော်တို့အနေနဲ့တော့သူတို့လုတ်ခိုင်းတဲ့အတိုင်းပဲကျွန်တော်တို့ကဖိုင်းဆူရကပြတ်ထန်းထားတဲ့ဥပဒေတိုင်းပဲနှစ်ခုရှိတယ်ပေါ့ဥက foundation ကျွန်တော်တို့ foundation အောက်ကနေပြီးတော့သွားမယ်ကျွန်တော်တို့ဒီရှေ့ပြောင်းပညာသင်ကျောင်းဒါမှမဟုတ်ရှင်ကျွန်တော်တို့ဒီပုဂ္ဂလိကကျောင်းလိုမျိုးပေါ့နော်ဒါတွေကသူအနည်းဆုံးအဲ့အခြေခံနှစ်ခုပေါ်မှာတော့ကျွန်တော်တို့မှတ်ပုံတင်မှုကျွန်တော်တို့ကိုယ်တိုင်လည်းဟိုပြင်ဆင်နေတာဟိုရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့အနေနဲ့တော့ဒီဟိုကျွန်တော်တို့ကျောင်းပေါ့နော်ကျွန်တော်တို့ ਨੇ ကျွန်တော်တို့ရဲ့ကျောင်းတွေကိုပိတ်ပိတ်ဖို့ဆိုတော့ ဟိုကိစ္စမျိုးကတော့ကျွန်တော်တို့ထင်တယ်မဖြစ်နိုင်ဘူးလို့ထင်တယ်ကျွန်တော်အနေနဲ့လည်းအသက်နိုင်ဆုံးဖိုင်းဆိုးအဌာနဆိုင်ရာတွေနဲ့စနစ်တကျဟိုပူပေါင်းဆောင်ရွက်နေတယ်သူတို့ရဲ့အကြံဉာဏ်တွေလည်းယူပြီးတော့ကျွန်တော်တို့ကဆောင်ရွက်နေတာဖြစ်ပါတယ်အဓိကတော့ကျွန်တော်တို့နားလဲတာပေါ့နော်တို့အနေနဲ့ပေါ့အခြေခံအဖြစ်တို့က၃ဘိုင်းပြောတော့ပေါ့တပိုင်းဒီတရားဝင်ကြီးတရားဝင်ကြီးဆိုတော့မှကျွန်တော်တို့ရဲ့ရှိတဲ့လက်ရှိရှင်ကြီးကျွန်တော်တို့ចောင်းသားဥယျာဉ်နဲ့ လိုက်လောညီထွေမဲ့ပုံစံမျိုးနဲ့ကျွန်တော်တို့ကပတ်ပုံတင်မှုကိစ္စတွေသူတို့အကြံပြတာရှိတယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကတင်ယူညွှန်းတဲ့ကိစ္စတွေသူတို့အကြံပြတယ်ကျွန်တော်တို့ကိုယ်တိုင်လည်းပြင်ဆင်နေတယ်ကျွန်တော်တို့အရင်တော့ဟိုမြန်မာတင်ယူကိုရခိုင်နှုန်းတင်းတလေးများတင်ပေမဲ့အခုလွန်ခဲ့တဲ့9နှစ်ကစပြီးတော့ကျွန်တော်တို့ကဟိုထိုင်းဘာသာစကားကိုအဓိကဟိုအများဆုံးတင်တာမျိုးတွေကျွန်တော်တို့လုပ်တယ်နောက်တစ်ခုကျွန်တော်တို့တင်ယူညွှန်းတဲ့ပေါ့ထိုင်းတင်ယူညွှန်းတဲ့နေလဲကျွန်တော်တို့ ိုပြန်ပြင်ဆင်တာတွေရှိတဲ့ဒါသူတို့တရားညွှန်းနဲ့ပတ်သက်ပြီးတော့အကြံပေးတယ်။နောက်တစ်ခုကတော့ပို့အရေးကြီးတာဒီကလေးတွေရဲ့တရားဝင်မှုကလေးတွေကိုမွေးစင်းရေးကိုစနစ်တကျထုတ်ပိုးအဲ့ဒီအချိန်မှာကျွန်တော်တို့ဒီမြို့နယ်အုပ်ချုပ်ရေးမှုရုံးကလည်းပါလာတယ်။ဆိုတော့သူတို့တွေလည်းတစ်ခါတည်းချိန်ဆက်တယ်ဟိုဆေးရုံမှာတကယ်လို့ကျွန်တော်တို့ရှေ့ပြောင်းနေကလေးမွေးလို့ရှင်မွေးစင်းဘယ်လိုရအောင်ယူမယ်ပြီးလို့ရှင်ကျွန်တော်တို့ထိုင်းဆိုးရရဲ့တရားဝင်ဒီကျွန်တော်တို့ဒီမှတ်ပုံတင်မွေးစင်းမှတ်ပုံတင်တဲ့ကိစ္စတွေပါကျွန်တော်တို့ဆောင်ရွက်ဖို့ရနောက်တစ်ခုကတော့ အဲ့လိုမျိုးဆောင်ရွက်လို့ရှိရင်ဟိုထိုင်းဆိုးကနေပြီးတော့တတ်မှတ်ထားတဲ့ကျွန်တော်လူမှုဖူလုံရေးအကျိုးခံစားခွင့်တွေလည်းရမယ်။ဒါကြောင့်မလို့အဲ့ဒါကိုဟိုចောင်းသားမိဘတွေကိုလည်းပြောပြဖို့ဆိုတဲ့ဟာမျိုးတွေကျွန်တော်တို့အကြံပေးတာရှိတယ်။ဒါကတော့အခြေခံပေါ့။နောက်တစ်ခုကတော့ကျွန်တော်တို့လိုအပ်လို့ရှိရင်ပေါ့နော်။ဒါကျွန်တော်တို့အနေနဲ့တချို့ကပြောတဲ့ဒီကလေးဥယျာဉ်နဲ့လိုက်လို့ညီထွေမဲ့ကျွန်တော်တို့အိမ်သာအလုံးကြီးတယ်။အဲ့ဒါတွေပါကျွန်တော်တို့အနေနဲ့ထပ်တော့ဘယ်လိုပြောမလဲဒီဖြည့်ဖြည့်ဆွဲရမျိုးမျိုးတွေတော့ ရှိလာနိုင်ပါတယ်။တို့အနေနဲ့ကလည်းဟိုတို့အနေနဲ့ကဒီចောင်းတီးတချိန်ထဲမှာပဲကျွန်တော်တို့ဟိုထိုင်းအစိုးရကတတ်မှတ်ထားတဲ့စံချိန်စံညွန်းနဲ့အညီဆောင်ရွက်နေအောင်လာပြီးတော့အကြံပေးတာလို့ကျွန်တော်အနေနဲ့ဟိုနားလဲပါတယ်။သူတို့လာပြပြတယ်တို့လွန်ခဲ့တဲ့တစ်နှစ်မှာကျွန်တော်တို့ဒီစူရထာနီပေါ့နော်အဲ့ဒီကြောင်းနေပိတ်ခံထီးတဲ့ကိစ္စတွေလည်းတို့အနေနဲ့ကဒါမျိုးတွေကတို့လည်းသိသိမကောင်းဘူးပေါ့နော်ဒါပေမဲ့ တချို့ကြောက်လဲတစ်ချိန်တည်းမှာပဲတချို့မြန်မာရှေ့ပြောင်းကြောင်းနေနေရကိုကျွန်တော်တို့မြန်မာနီးမြန်မာဟန်ကိုရဲ့သဘောတဘာဝအတိုင်းဟိုဖွင့်ကြတာမျိုးတွေကျွန်တော်တွေ့ရတယ်ဆိုတော့ကျွန်တော်တို့ရှေ့ပြောင်းကလေးတွေကိုပညာရစေခြင်းနဲ့ဆိုတော့စိတ်ရည်ရွယ်ချက်အမှန်နဲ့ဟိုလှုပ်တဲ့ကြောင်းနေတွေ့ရတယ်လို့တချို့ကြောက်လဲငွေကြီးရုပ်ပေါ်မှာအခြေခံပြီးတော့လှုပ်တယ်ဟိုစနစ်ကျမှုတွေမရှိဘူးထိုင်းဆိုးကတတ်မှတ်ပြတ်ထန်ထားတဲ့အခြေခံစီးမြင်စီးကန်းအောင်မှာ မလိုက်နိုင်တဲ့ကြောင်းညီမျိုးကျွန်တော်တို့တွေ့နေရတယ်ဒါကြောင့်မလို့ကျွန်တော်ရေရှည်မှာဆိုလို့ရှိရင်လည်းထိုင်းနိုင်ငံမှာကျွန်တော်တို့ကတခြားသူတို့ရဲ့အမျိုးသားလူကြုံရေးကိစ္စရှိတယ်အခုဆိုလို့ရှိရင်ခင်ဗျာ online လေလံမှုကိစ္စတွေနောက်တစ်ခုနိုင်ငံနိုင်ငံခြားအလို့သမားတွေကိုပို့ပြီးတော့စီစစ်တဲ့ကိစ္စမျိုးတွေကျွန်တော်ကရှိတယ်ဒါကြောင့်မလို့ကျွန်တော်တို့ရှေ့ပြောင်းကြောင်းတွေရှေ့ပြောင်းပညာရေးကိုလုပ်မဲ့လူပုဂ္ဂိုလ်အဖွဲ့အစည်းတွေနေနဲ့ဟိုတက်ဆိုင်ရာထိုင်းဆိုးရရဲ့အတိပေးလမ်းညွှန်မှုအောက်မှာစဉ်းတကြအတတ်နိုင်ဆုံး ဟိုဆောင်ရွက်တင်တယ်လို့ကျွန်တော်အနေနဲ့ပြောချင်တယ်။နောက်ကျွန်တော်တို့အနေနဲ့ကလည်းထိုင်းဆိုးအနေနဲ့ရွှေပြောင်းပညာရေးနဲ့ပတ်သက်ပြီးတော့ဟိုစီမင်းစီကန်းကိုတတ်တတ်မှတ်မှတ်တို့ထုတ်ပေးဖို့ပြင်ဆင်နေတာမျိုးကြီးလည်းကြားရတယ်။ဒါကြောင့်ကျွန်တော်တို့အနေနဲ့ကလည်းတခြားကျွန်တော်တို့ကြောင်းမဟုတ်တဲ့ကြောင်းတွေကိုလည်းဟိုထိုင်းဆိုးကတတ်မှတ်ထားတဲ့စံကြိမ်စံညွန့်နဲ့အညီကျွန်တော်တို့ဖွင့်ဖွင့်လက်နေအောင်ကျွန်တော်တို့ဟိုဝိုင်းဝန်းစူးစမ်းဖို့လည်းကျွန်တော်တို့ပြင်ဆင်နေပါတယ်။ဒါကြောင့်မလို့ပညာရေးလုပ်နေတဲ့ကျွန်တော်ညူကွန်မော်နမတွေ မြန်မာဖွဲ့စည်းတွေအနေနဲ့တော့သက်ဆိုင်ရာထိုင်းစိုးအာဏာပိုင်တွေနဲ့စနစ်တကျညှိနှိုင်းပြီးတော့တရားဝင် ဆောင်ရွက်လို့ရအောင်ကျွန်တော်တို့စူးစမ်းကြပါလို့ကျွန်တော်အနေနဲ့ဟိုမြေတားရက်ခံတိုက်တွန်းချင်ပါတယ်